ောင်နှမြွနယ်အတွင်းမေယူစစ်စင်ရေးရရှာဖွေမှုတွေပြုလုပ်ရတာကနေအိနေအင်းကနေစိတ်ကြွယူသူစေပြတထောင်ကျော်ဖမ်းဆီးရမိခဲ့လို့နိုင်ငံတော်တမင်ငယ်ယုံသတင်းထုတ်ပြန်ရေးကော်မတီက February 20ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။မောင်နှမြွနယ်ဖေစီကျွရနေမူဟာမက်အီဆိုရဲ့နေအင်းကိုမေယူစစ်စင်ရေးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ပူးပေါင်းအဖွဲ့က February 19ရက်မနက်10:00နာရီကသတင်းရဝင်ရောက်ရှာဖွေရမှာကာလာတံမိုးကျက်3400တံမိုးရှိတဲ့ WY နဲ့အာစစ်တွယ်ယူသူဆေးပြား62ပြားသိမ်းဆည်းရမိခဲ့ပြီးစစ်စစ်မြင့်မြတ်တဲ့အရာမောင်နှောမျိုးနှစ်ရက်ကွက်နေရာမောက်ဒူလာထံကနေဝယ်ယူခဲ့ရလို့သိရကြောင်းသတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။အဲဒါကြောင့်အဲ့ဒီနေ့မိုးလွယ်12နာရီခွဲမှာပူပေါင်းအဖွဲ့ဟာရာမောက်ဒူလာရဲ့နေကိုဝင်ရောက်ရှာဖွေရမှာတော့သူ့ရဲ့မိခင်မယောဂျီယာဘေကောင်ရဲ့တန်တစ်တာအတွင်းကနေ WY စစ်တွယ်ဆေးပြား985ပြားကာလာတံမို့ ဝေချက်စကူသိန်း5000တောင်ပိုတင်စီရမိခဲ့ပြီးသူ့ကိုစစ်စစ်မြင်မြတ်တဲ့အရာတားဖြစ်သူရမောက်ဒူလာရဲ့စိတ်ကြွဆေးပြားတွေဖြစ်ကြောင်းထွက်ဆိုခဲ့လို့သိရပါတယ်။အဲဒါကြောင့်ဖန်စီရမိတဲ့မူဟာမက်အီဆုံနဲ့မယော်ဂျီယာဘေကောင်နဲ့ထွက်ပြေးတင်းရှောင်နေတဲ့ရမောက်ဒူလာတို့ကိုဥပဒေလုံထုံးလုံနေရတဲ့အညီအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိနေတယ်လို့သိရပါတယ်။ ရှန်ဟိုင်းပြည်နယ်မှာမွေးရည်ဆေးဝါးတာစီနေနေရေးကိုမေယူစစ်စင်ရေးအမည်နဲ့2019ခုနှစ်ဖေဖော်ဝါရီလတရနေ့ကစတင်ပြီးလှုပ်ဆောင်နေရဖြစ်ကောင်းပထမတစ်ပတ်အတွင်းမှာတဲ့မွေးရည်ဆေးဝါးအမှုခုနှစ်မှုတရားခံ၁၀ဦးအထိဖမ်းဆီးရေးယူခဲ့လို့သိရပါဗျ။ပထမတစ်ပတ်အတွင်းဖမ်းဆီးရမိမှုကတော့စိတ်ကြွာရူးသူဆေးပြား55သိန်း13,318ကျပ်၊စိတ်ကြွာဆေးမုန်း၈ဂရမ်၊လက်ကင်ဖုန်း၅လုံး၊မော်တော်ဆိုင်ကယ်၃စီး၊မော်တော်ယာဉ်၅စီး၊မြန်မာကျပ်ငွေ10,136သိန်း က်ပစ်ဘုံတစ်လုံးခရယံ94ရောင်းတို့ကိုဖမ်းဆီးရမိခဲ့လို့မေယူစစ်စင်ရေးရနေသိရှိရပါတယ်။